မိမပြည်သူများရှင်ကျမတို့ရဲ့ထုတ်လွှင့်ပြန်ကြားသတင်းမှအစီအစဉ်ကနေဒီကနေ့မှာထုတ်လွှင့်တင်ဆက်ပေးမှာကတော့လူမှုကွန်ရက်မှာပြန်နေနေတဲ့သတင်းသူသတင်းမများကိုသတင်းမှန်ပြန်ကြားပေးမှာဖြစ်ပါတယ်ရှင်ပထမဆုံးတစ်ပုတ်အနေနဲ့အင်းအားကံမောင်ပေါ်မှာလူငယ်20ဦးခန့်ကိုလုံချုံရင်တပ်ဖွဲ့ဝင်တွေကအကြောင်းမဲ့ဖမ်းဆီးဆစ်ဆဲခဲ့ကြောင်းသတင်းသူသတင်းမများမဟုတ်မမှန်ရေးသားဝါဒဖြန့်ဝေလျက်ရှိတဲ့သတင်းကိုတင်ပြပါမယ်ရှင် ရန်ကုန်တိုင်းဒေသကြီးကဘာအီးဖရားလက်မပေါ်ရှိအင်းရကံပေါင်းမှာလုံချုံရင်တပ်ဖွဲ့ဝင်တွေက လူငယ်20ဦးခန့်ကိုအကြောင်းမဲ့ဖမ်းဆီးစစ်ဆေးခဲ့ပြီး6ဦးခန့်ကိုဖမ်းဆီးခေါ်ဆောင်သွားတယ်လို့တရားမဝင်ပြည်ဖြတ်မီဒီယာတွေကသတင်းသူသတင်းမားတွေကိုမဟုတ်မမှန်လောက်ကြံရေးသားဝါဒဖြန့်ဝေလျက်ရှိပါတယ်။ ်ဒီသတင်းနဲ့ပတ်သက်ပြီးသက်ဆိုင်ရာနေမြေလုံခြုံရေးတာဝန်ရှိသူတအုပ်ထံကိုဆက်တွယ်မေးမြန်းပြောကြားချက်အရအဲ့ဒီသတင်းမှာမှန်ကန်မှုမရှိကြောင်းလုံခြုံရေးတပ်ဖွဲ့ဝင်တွေအနေနဲ့နေမြေလုံခြုံရေးလုပ်ငန်းတွေကိုဥပဒေနဲ့အညီဆောင်ရွက်လျက်ရှိပြီးပြည်သူတွေကိုအကြောင်းမဲ့ဖန်ဆီးခြင်းစစ်ဆေးခြင်းမရှိကြောင်း အကျန်းဖတ်သမားတွေကသာအသက်အရွယ်မရွေးဖန်စီခေါ်ဆောင်ပြီးအသိအထမလူသစ်စုဆောင်းလျက်ရှိကြောင်းပြည်သူလူထုမှလုံခြုံရေးတပ်ဖွဲ့ဝင်တွေအပေါ်အထင်မြင်လွဲမှားစေရန်အတွက်တရားမဝင်ပြည်ဖြတ်မီဒီယာတွေက အခုလိုမဟုတ်မမှန်လှုပ်ချန်ရေးသားဝါဒဖြန့်ဝေနေချင်တာဖြစ်တယ်လို့သိရှိရပါတယ်ရှင်။ နောက်ထပ်တစ်ပုတ်အနေနဲ့မြင်းမူမျိုးနဲ့ဦးနှောင်းကုန်းကြီးရွာကိုလုံချုံရင်တပ်ဖွဲ့ဝင်တွေကလက်နက်ကြီးပစ်ခတ်မှုကြောင့်ကြီးရွာနေအိမ်များမိလောင်ပျက်စီးခဲ့တယ်လို့သတင်းသူသတင်းမာတွေမဟုတ်မမှန်လောက်ကြံရေးသားဝါဒဖြန့်ဝင်နေတဲ့သတင်းကိုတင်ပြပါမယ်ရှင်။ စကိုင်းတိုင်းဒေသကြီးမြင်းမှုမြို့နယ်ဦးနောင်ကုန်းကျေးရွာကိုအခုလ15ရက်နေ့မှာလုံခြုံရေးတပ်ဖွဲ့ဝင်တွေကလက်နက်ကြီးပစ်ခတ်မှုကြောင့်ကျေးရွာအတွင်းလက်နက်ကြီးကြီးကြားရောက်ပောက်ကွဲခဲ့ပြီးနေအိမ်တွေမီးလောင်ပျက်စီးခဲ့တယ်လို့တရားမဝင်ပြည်ဖြတ်မီဒီယာတွေကသတင်းသူသတင်းအမှားတွေကိုမဟုတ်မမှန်လုံခြုံရေးသားပြီးလှုပ်ဆော်ဝါဒဖြန့်ဝေလျက်ရှိတာကိုတွေ့ရှိရပါတယ်အဲ့ဒီတဲ့နေနဲ့ပတ်သက်ပြီးတက်ဆိုင်ရနေပြည်တော်ချေတာဝန်ရှိသူတအုပ်ထံကိုဆက်တွေ့မေးမြန်းခဲ့ရာအဲ့ဒီတဲ့မှာမှန်ကန်မှုမရှိကြောင်း လုံခြုံရေးတပ်ဖွဲ့ဝင်တွေအနေနဲ့ညင်းမှုမျိုးနဲ့အတွင်းလက်ထခံပြည်သူတွေတည်ငြိမ်အေးချမ်းစွာလောက်ကင်နေထိုင်နိုင်ရတဲ့သက်ဆိုင်ရာအုပ်ချုပ်ရေးတာဝန်ရှိသူတွေနဲ့ပူးပေါင်းပြီးနေမြေလုံခြုံရေးဆောင်ရွက်လျက်ရှိပါတယ်။အဲဒီလိုဆောင်ရွက်လျက်ရှိရာအပြစ်မဲ့ပြည်သူတွေနေထိုင်ရာခြေရွာတွေကိုလက်နက်ကြီးပစ်ခတ်ခဲ့ခြင်းမရှိကြောင်းသိရှိရပါတယ်။တရားမဝင်ပြည်ဖြတ်မီဒီယာတွေကလုံခြုံရေးတပ်ဖွဲ့ဝင်တွေအပေါ် ပြည်သူတွေအထင်မြင်လွဲမှားစေရန်အတွက်နေမြေလုံးချွေးဆောင်ရွက်ရာနေရာတွေနဲ့အနီးဝန်းကျင်တွေမှာနေအိမ်တွေမိလောင်ပျက်စီးခြင်းအပြစ်မဲ့ပြည်သူတွေထိခိုက်ဒေဆုံးခြင်းစတဲ့အထင်မြင်လွဲမှားဖွယ်တည်င်းသူတည်င်းမာတွေကို လုံခြံရေးသားလှုပ်ဆော်ဝါဒဖြန့်ဝေနေခြင်းသာဖြစ်တယ်လို့သိရှိရပါတယ်ရှင်နောက်ဆုံးတစ်ပုတ်အနေနဲ့ကံကောမြို့နယ်မြစ်သားဆဲဘုံကိုလုံချုံရင်တပ်ဖွဲ့ဝင်တွေက တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲလေရင်နဲ့ပုံကျဲခဲ့ကြောင်းတရင်အမတွေဖြတ်ဝင်ရရှိတဲ့တဲ့ရင်ကိုတင်ပြပါမယ်ရှင်။ မကွေးတိုင်းဒေသကြီးခံကောမြို့နယ်မြစ်သားဆဲဘောကိုအခုလ18ရက်နေ့မှာလုံချုံရေးတပ်ဖွဲ့ဝင်တွေကတိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲနေရင်နဲ့ဘုံကျဲတိုက်ခိုက်ခဲ့ကြောင်းတရားမဝင်ပြည်ဖြတ်မီဒီယာတွေကသတင်းအမှားတွေကိုမဟုတ်မမှန်ရေးသားဖြန့်ဝေနေတာကိုတွေ့ရှိရပါတယ်။ဒီသတင်းနဲ့ပတ်သက်ပြီးနေမီကန်လုံချုံရေးတာဝန်ရှိသူများနဲ့ဒေသခံတွေကိုဆက်တွယ်မေးမြန်းချက်အရလုံချုံရေးတပ်ဖွဲ့ဝင်တွေအနေနဲ့စီးရေးပြတ်မှတ်မဟုတ်တဲ့နေရာတွေကိုပြစ်ခတ်တိုက်ခိုက်ခဲ့ခြင်းမရှိကြောင်းသိရှိရပါတယ်။ အကျန်းဖက်သမားများအနေနဲ့နိုင်ငံတော်အစိုးရရဲ့လုပ်ငန်းစဉ်တွေကိုပြက်စီးစေလိုတဲ့ရည်ရွယ်ချက်နဲ့လန်ဒရားတွေကိုမိုင်းထောင်ဖောက်ခွဲခြင်းဒေတာဖွံ့ဖြိုးရေးလုပ်ငန်းတွေမှာအရေးပါတဲ့တရားပေးစက်ယုံတွေလျှက်စစ်တာဝါတိုင်တွေကိုဖောက်ခွဲဖျက်ဆီးခြင်းဒရုန်းနဲ့ပုံကျဲခြင်းများလှုပ်ဆောင်နေရရှိကြောင်းအကျန်းဖက်အားပေးပြည်ဖြတ်မီဒီယာတွေကအကျန်းဖက်သမားများရဲ့ရွှန်ရှာဆက်ဆုပ်ဖွဲ့လုပ်ရက်တွေကိုဖုံးကွယ်ဖို့နဲ့ လုံခြုံရေးတပ်ဖွဲ့ဝင်တွေအပေါ်ပြည်သူတွေအထင်မြင်လွဲမစေရန်ရည်ရွယ်ပြီး အခုလို မဟုတ်မမှန်ရေးသားဖြန့်ဝေနေခြင်းသာဖြစ်တယ်လို့သိရှိရပါတယ်ရှင်။ ီးပါပြည်သူများရှင်နိုင်ငံတော်အစိုးရနဲ့တမတော်ပါဝင်လုံခြုံရေးတပ်ဖွဲ့ဝင်တွေကနိုင်ငံတော်တည်ငြိမ်အခြေအနေတရားဥပဒေစိုးမိုးရေးလုပ်ငန်းတွေဆောင်ရွက်နေမှုအပေါ်တရားမဝင်ပြည်ဖြတ်မီဒီယာများနဲ့အကြမ်းဖက်အားပေးထောက်ခံသူများကလူမှုကွန်ရက်ပေါ်မှာတည်င်းသူတည်င်းမာတွေကိုရွေချက်ရှိရှိလှုံ့ဆော်ရေးသားဖြန့်ဝေနေတာကိုမိဘပြည်သူများသိရှိစေဖို့အတွက်တည်င်းမှန်များကိုတင်ဆက်လိုက်ရပါတယ်ရှင်။